ဒီပြည်သူလူထုက mandate ပေးထားတယ် NUG ပေါ့နော်အမျိုးသားညီညွတ်ရေးအစိုးရပေါ့နော်နံပါတ်1တစ်ချက်ကအမျိုးသားညီညွတ်ရေးအစိုးရ NUG ပေါ်မှာလည်းမူတည်တယ်ပေါ့နော်သို့တော်ညာလည်းအဲ့ဒီ link အဲဒီတွန်လိုင်းရေးကာလ link အတွင်းမှာပေါ့နော် NUG ကိုကျွန်တော်တို့တကယ်ဟုတ်ပေါ့နော်ကျွန်တော်တယောက်တည်းမဟုတ်ပါဘူးနော်အာဒီဒီအများပေါ့နော် NUG အားမရဘူးပေါ့ဗျာ။ဘာကြောင့်လဲဆိုတော့တကယ်တကယ်ကြတော့တွန်လိုင်းအစိုးရမဟုတ်လို့ပဲ သူ့ရဲ့ institution ကသူ့ရဲ့ structure ပေါ့နော်အဲဒါသူ့ရဲ့ဖွဲ့စည်းမှုဟာတကယ်တကယ်ကျတော့တည်ဆဲအစိုးရပေါ့အာဏာရအစိုးရပုံစံမျိုးတွေဖြစ်နေတယ်ပေါ့နော်အဲအဲ့ဒီအတွက်ကြောင့်မလို့အမြန်ဆုံးပေါ့ဗျာတော်လိုင်းရအစိုးရပုံစံမျိုးပေါ့နော်နံပါတ်1တစ်ချက်ပေါ့နံပါတ်2ကအဲဒီကိုစစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့တော်လိုင်းရကိုတော်လိုင်းရတရက်လိုဆင်နွှဲဖို့နောက်တစ်ခုကတော်လိုင်းရအစိုးရပိသဖို့ reform အမြန်ဆုံးလုပ်ဖို့လိုတယ် เนาะပြုပြင်ပြောင်းလဲရေးကိုအမြန်ဆုံးလုပ်နိုင်မယ်ဆိုရင်ခုနလိုမျိုးပေါ့ဗျာသူ့ရဲ့ဥဆောင်မှုနဲ့ပေါ့เนาะအဲသူ့ရဲ့ခေါင်းဆောင်မှုအရေးချင်းပေါ့အဲသူ့ရဲ့စီမံခန့်ခွဲမှုပေါ့သူ့ရဲ့စမ်းဆောင်ရေးပေါ့အဲဒီပေါ်မှာမူတည်ပြီးတော့အဲ့ဒီမှာနှစ်ပိုင်းပေါ့เนาะတစ်ပိုင်းကတော့အာဒီခိုင်မာအားကောင်းတဲ့နိုင်ငံရေးမူဝါဒလမ်းစဉ်တွေကို ချမှတ်ပြီးတော့ EAO တွေနဲ့ NUG ကြားမှာအပြန်အလှန်ပေါ့နော်နိုင်ငံရေးအရာသဘောတူညီချက်တွေနိုင်ငံရေးအရာ နောက်ကိုရီးယားကကြိကွယ်တယ်ပေါ့နော် MOU တွေထိုးနိုင်မှုလို့တို့လို့ကျွန်တော်တို့သခိုင်းပေါ့ဗျာအလွန်တရာမှအရေးကြီးတယ်မြေပြန့်နေကျွန်တော်တို့တောင်ပေါ်ပေါ့နော်ကျွန်တော်ဒီနေရာမှာပြည်မလို့မသုံးကြည့်ဘူးဒါခွဲကြတဲ့စကလုံးပေါ့နော်ဆိုတော့မြေပြန့်ပေါ့အညာလွင်မြင်ပေါ့နော်ဗမာတုလည်းများတယ်ပေါ့နော်အဲ့ဒီမှာ NUG MOD အနေနဲ့ LPDF ရှိမယ်ဗျာ NUG MOD ရဲ့အောက်မှာ PDF ရှိမယ်ပကပရီရှိမယ်ဆိုတော့ဟိုတင်းကစောသားရင်သားမခွဲကြဘဲနဲ့ငါဥမာငါဥ ုံစံမျိုးမဟုတ်ဘဲနဲ့နော်အဲဒီဘက်မှာ LPDF တွေနဲ့ NUG MOD ဂျားမှာလေကျွန်တော်နိုင်ငံရေးအစုဖွဲ့မှုပေါ့စစ်ရေးအစုဖွဲ့မှုပေါ့ ကျွန်တော်ပြောကျင်တာကနော်ခိုင်မာအားကောင်းတဲ့အဲဒီတပ်ပေါင်းသူတစ်ခုပေါ့နော်မာမိတ်တပ်ပေါင်းသူတစ်ခုကိုလေမြေပြမှာလေကျွန်တော်တို့ကဖွဲ့စည်းနိုင်မယ်ဆိုရင်ဒီဘက်မှာအိယာဦးတွေနဲ့ဂျာမန်အပြန်လန်နားလည်မှုတွေလေးစားမှုတွေအဲနောက်တစ်ခုကအသိမှတ်ပြုအသိမှတ်ပြုမှုတွေတံမိုးထားမှုတွေနဲ့အတူယုံကြည်မှုကိုတိဆောက်နိုင်နေဆိုရင်အခုကအိယာဦးတွေကတောက်လျှောက်ပြားမြို့တွေတင်ပြီးတော့အောင်မြင်မှုအောင်ပွဲတွေရနေတဲ့အချိန်မှာနော် MUGMOD ဥဆောင်မှုနဲ့ နော်ကျွန်တော်တို့က EAOD ကဲ့သို့ပေါ့နော်အဲကျွန်တော်တို့ဒီမြန်မာနိုင်ငံတနိုင်ငံလုံးပေါ့ဗျာအထူးသဖြင့်မြေပြမှာစကိုင်းမကွေးမန္တလေးပေါ့နော်အဲဒီလိုနေရာမျိုးတွေမှာစစ်မြေနာတွေဖွင့်ပြီးတော့တိုက်ပွဲတွေဖော်ဆောင်နိုင်မှုလိုတယ်နောက်တစ်ခုကစစ်ပွဲတွေဆင်နဲနိုင်မှုလိုတယ်အဲ့ဒီအတွက်လည်းအဆင်သင့်ပြင်သားဖို့လိုတယ်ဒါအခုကျွန်တော်လောလောဆယ်မြင်တာကတော့ NUG MOD ကဓာတ်ပုံနိုင်ငံရေးပေါ့ဗျာချွေးကြော်သာတော်လန်ရေးအဲနောက်တစ်ခုကတော့ statement နိုင်ငံရေးပေါ့အဲ့ဒါမျိုးတွေနဲ့သွားသွားနေလို့မရဘူးနောက်တစ်ခုကအစိုးရအဖွဲ့အစည်းဝေးတွေမှာပြော ောနေဆိုနေတာလေတမနာအစာဝင်းကြီးချုပ်အလေပေါ့နော်ဝင်းကြီးတွေပြောဆိုဆွေးနွေးမှုတွေနောက်တော့ကောနောက်တစ်ခုကပြောခွင့်ရပုံကူတွေရဲ့ အဲ့ဒီ interview တွေပေါ့ဗျာအဲ့ဒါတွေကတကယ်တကယ်ကြတော့အဲရှင်းပြောရင်လက်တွေ့လည်းမကြဘူးအဖြေလည်းမဟုတ်ဘူးအဲ့ဒီအပေါ်မှာတောင်းယူမှုတောင်းဝန်ခံမှုရှိဖို့တော့လိုမယ်။ဘာကြောင့်လဲဆိုတော့လူလူတိုက်ပွဲနဲ့ဆခဲ့တယ်အခုလည်းလူလူတိုက်ပွဲနဲ့လက်နိုင်ငံတော်လိုင်းရေးကိုအချိုးညီညီပေါ့နော်ဟန်ရက်ညီညီပေါင်းဆက်ပြီးလုပ်နေတဲ့အချိန်မှာကျွန်တော်တို့ကဒီဘက်မှာတော်လိုင်းတရက်ကိုဆင်နွှဲတဲ့အခါမှာနိုင်ငံရေးရဲ့စစ်ရေးရဲ့တဏ္ဍာမန်ရေးပေါ့နော်အခုကျွန်တော်တို့ NUG ရဲ့တဏ္ဍာမန်ရေးပေါ့ဗျာနိုင်ငံရေးဝန်ကြီးဌာနရဲ့လုတ်ကန်ဆောင်ရွက်မှုတွေကလည်းအလွန်တရာမှအားနေနေတာ ကိုတွေ့ရတယ်နိုင်ငံတကာရဲ့အသိမှတ်ပြုမှုပေါ့ဗျာနိုင်ငံတကာရဲ့တရားဝင်မှုကို NUG ကမဆန်းဆောင်နိုင်ဘူး advocacy ကိစ္စတွေပေါ့ဗျာစီးရုံးလုံဆိုတဲ့ကိစ္စတွေလည်းဒါအများကြီးအားနည်းနေတာတွေ့ရတဲ့အတွက်ကြောင့်မလို့ reform ဆိုရင်လည်း reform နဲ့တူအောင်တမန်တော်ကြီးအနေနဲ့ဒီပြပရောက်နေတဲ့ဝင်ကြီးတွေကိုအချိန်ကာလတတ်မှတ်ဖို့လိုတယ်ဘယ်နေ့ဘယ်ချိန်ဘယ်ကာလမှာလာပါတကယ်လို့မလာဘူးဆိုရင်တော့သူ့ဘက်ကနေ action ပေါ့ဗျာ เนาะ action plan တစ်ခုအနေနဲ့လုံမှသာလဲအဆင်ပြေမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်လူမှနေရာမှာလည်းမရှိဘူးဗျာနောက်တော့မြေပြင်နဲ့ကင်းကွာပြီးပြောဆိုပြုတ်မှုဆောင်ရွက်နေတဲ့ဟာလည်းတကယ်တကယ်ကြတာအားလည်းမဖြစ်ဘူးအချိုးလည်းရုပ်စီတယ်အဲဆိုကြပါစို့ဇကိုင်းမှာသွားပြီးတော့ပေါင်းဆက်ညီနိုင်ရုံးနေဖွင့်မယ်ဆိုတာတကယ်တကယ်ကြတော့ဒါဒါကအပြောတက်တက်ပဲဖြစ်တယ်လေလက်တွေ့မကြဘူးဒါကြောင့် NUG MOD နဲ့အလုံစကားများများပြောမှသာလျှင်တော်လိုင်းရဲ့အရွေးအတွက်တွန်းအားဖြစ်မယ်တော်လိုင်းရဲ့အရွေးအတွက်အထောက်အထောက်အပံ့ပြုတ်မယ်လို့ကျွန်တော်ဒီနေရာနေပြီးတော့ เนาะกระเด็นสังกาปาจะมาเลย